မင်္ဂလာပါ The Great Godzilla Terror မှာဖြစ်ပါတယ်။တင်းအတွက်မနက်ဖြန်ငွေကြေးကန့်ခြေနေကိုဖတ်ကြားပေးပါမယ်။မနက်ဖြန်ကငွေကြေးနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုကန့်ကောက်နေတဲ့နေမျိုးဖြစ်ပါတယ်။ရပွဲကသူတွေစုံတွေးတတ်တယ်။နောက်တစ်ခုငွေကြေးနဲ့ပတ်သက်ပြီးတထေးတကြွယ်ကဲ့သို့အထင်ခံတတ်တယ်။တကယ်လဲပေါ့နော်ကိုယ့်လက်ထဲမှာငွေကြေးရှင်လန်းတဲ့ကိစ္စမျိုးလေးတွေရှိလာနိုင်ပါတယ်။ကိုကြီးမှာငွေကြေးရှိတယ်လို့လည်းအများကထင်မြင်ယူဆပြီးတော့အထင်ကြီးလေးစားတာမျိုးကိုလည်းခံရတတ်ပါတယ်။နောက်တစ်ခုကပါလဲဆိုတော့မနက်ဖြန်မှာပေါ့နော်မုံမိုးတောင်းနေဖြစ်စေပါပဲဖြစ်စေ ကိုဆန္ဒရှိတဲ့အတိုင်းအလိုရှိတဲ့အတိုင်းရနိုင်ပါတယ်ပွဲလမ်းသဘင်တွေဆင်ထွက်ရခြင်းရှိပါတယ်ပျော်ရွှင်စရာခရီးတွေထွက်ရခြင်းရှိပါတယ်နော်အပေါင်းအသင်းတွေနဲ့အတူတူဖြစ်စေဆွေမျိုးတွေနဲ့အတူတူဖြစ်စေပေါ့နော်ပျော်ပျော်ရွှင်ရွှင်နဲ့အနေရာတစ်ခုကိုတွားရောက်ရတာမျိုးရှိတတ်တယ်เนาะအောင်မြင်ချောင်းမင်္ဂလာစကားတွေလည်းဒီငွေကြေးစည်းပွားနဲ့ပတ်သက်ပြီးတော့မနှက်ဖြတ်မှာအောင်မြင်ချောင်းမင်္ဂလာစကားတွေလည်းကြုံရတတ်တယ်အဲကိုကိုကိုလည်းပေါ့เนาะကိုကိုတိုင်းကဒီငွေကြေးစည်းပွားနဲ့ပတ်သက်ပြီးအရန်ကို confident ဂျုံကြည်မှုရှိရှိနဲ့အဆဆအရာရာဆောင်ရွက်ဖြစ်နေမဲ့ဆိုတာမျိုးတွေ့ရတယ်နောက်တစ်ခုအဝတ်စားတွေပါရင်လည်းလက်ဆောင်ရတတ်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့မနက်ဖြန်မှာဆိုလို့ရှိရင်လူပုံနဲ့ချားမှာဆိုလို့ရှိရင်လည်းကိုကိုအာ တထေးတကြွယ်ကဲ့သို့ပေါ့နော်အထင်ခံရလောက်အောင်လှပတင်းနေနေတဲ့အခြေအနေမျိုးတွေကိုကြုံတွေ့ရလိမ့်မယ်ဆိုတာမျိုးတွေ့ရတယ်လူအများကြီးကြားထဲမှာပေါ့နော်ကိုကတယောက်တည်းထင်းနေပြီးတော့လှပနေနေမယ်အဲ့ဒါကိုပါလဲဆိုတော့ဒီလိုမျိုးကြွရှင်တရားစရာကောင်းတဲ့ပေါ်တော့အပွဲလန်းတပင်ကဲ့သို့လမ်းချောင်းနေလေသွားရခြင်းရှိတယ်အဲ့လိုသွားတဲ့အခါမှာလဲပေါ့နော်အသူများတကာလို့မှုံမှုံမွားမွားနဲ့အုံရောရောကြောက်ရောမဟုတ်ဘဲနဲ့ရန်ကိုပေါ့နော်လင်းလင်းလတ်လတ်နဲ့ ရှိနေတာမျိုး တွေ့ရပါတယ်။နောက်တစ်ခုမနှက်ပြမှာဆိုလို့ရှိရင်အဲကိုယ့်ရဲ့ပေါ့နော်ပီရလူချစ်လူခင်များတဲ့ပီရစွမ်းရှိတဲ့အတွက်ကြောင့်မို့လို့လဲစီးပွားရေးနဲ့ငွေကြေးရောနှစ်ခုလုံးမှာကံကောင်းတတ်တယ်ဆိုတာမျိုးတွေ့ရတယ်။ကိုတစ်ခုခုကိုစဉ်းစားလိုက်တဲ့အခါမှာကိုကိုလက်ဆောင်ပေးမဲ့သူတွေပါလေပေါ့နော်အဲ့လိုမျိုးပေါ်တတ်တယ်တိတ်ပြီးတော့ကိုဘက်ကနေငွေကြေးကုန်ကြမှုမရှိဘဲနဲ့ကိုဆန္ဒရှိတဲ့အရာကိုလည်းရတတ်တယ် စီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်းကိုစီမံရင်စီမံတယ်လို့ဖြစ်တတ်တယ်ရှေ့ရေးအတွက်ကြိုတင်ပြီးတော့အဲစီမံချလို့ရှိရင်လည်းအဆင်ပြေတတ်တယ်နောက်တစ်ခါတော်တော်လေးကိုပေါ့နော်အောင်မြင်မဲ့နေမျိုးဖြစ်တယ်အဲပြီးတော့စီးပွားရေးနဲ့ပတ်သက်ပြီးနိုင်ငံအခြားနဲ့ပတ်သက်တဲ့ကိစ္စတွေလူမျိုးခြားနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်နေလို့ရှိရင်လည်းသတင်းကောင်းတွေကြားရလိမ့်မယ်အဲ့ဒီအပိုင်းမှာလည်းပေါ့နော်ရဝင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအောင်မြင်မှု ကြုံရမယ်ဆိုတာမျိုးတွေ့ရပါတယ်။ဒါဆိုလို့ရှိရင်ဒါကတင့်တော်မနှက်ဖြန်ငွေကြီးကန်ဖြစ်ပါတယ်။အားလုံးပဲကြီးပွားဥစ္စာများဒီရေလာတိုးတက်ကြပါစေ။